ီဗီဒီယိုမှာကတော့နေကြာစိထုတ်လုပ်ခြင်းလုပ်ငန်းစဉ်တွေအကြောင်းကိုရှင်းလင်းဖော်ပြထားပါတယ်။ပထမဆုံးအနေနဲ့နေကြာပန်းတွေစိုက်ပျိုးခြင်းမှာတမန်ချက်တွေရှိပါတယ်။နေကြာပင်ဟာနေအောင်လင်းလက်နေတဲ့ပူပြင်းတဲ့ရာသီဥတုမှာကောင်းစွာကြီးထွားနိုင်ပါတယ်။ရေစိမ်ကောင်းတဲ့မြေရီမှာပိုပြီးတင်းလာပါတယ်။စိုက်ပျိုးချိန်ကတော့နေဝဲချိန်ကာလပဲဖြစ်ပါတယ်။ဇက်တွေအသုံးပြုပြီးအတန်းလိုက်စိုက်ပါတယ်။နေကြာပျိုးပင်တွေဟာစနစ်ပြည့်အထိမြင့်တက်နိုင်ပါတယ်။ခုစွနိုင်ဖို့ရပ်ပေါင်း90ကနေ100အထိကြာမြင့်ပါတယ်။နေကြာပန်းဟာနေရ ရဲ့လာရဘက်ကိုပဲအမြဲမျက်နှာမူနေတတ်ပါတယ်။ပြားများနဲ့ပိုးမွားများကနေနေကြာပန်းများကိုပေါ်လီနိတ်ပြုလုပ်ပေးခြင်းအပြင် နေကြာစိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်။နေကြာစိတ်တွေရဲ့အချောက်ကအညိုရောင်ပြောင်းလာပြီးသေးရမှာသွားတဲ့အခါမှာရိတ်သိမ်းရမှာပဲဖြစ်ပါတယ်။နေကြစိတ်တွေကိုစက်နဲ့မထုတ်လို့ခင်အရင်ဆုံးလက်နဲ့ထုတ်ချောင်းနဲ့ရိုက်ထူပါတယ်။ဘိုးဘိုးဘုံနဲ့အတံမြောင် ထူရိုက်နေတာကိုဒီမှမြင်တွေ့ရမှာပါ ပြီးရင် အစင်းတွေကိုအရင်စုပါတယ်နေကြပွင့်တွေကိုမောင်းရထားပြီးအစင်းတွေထွက်အောင်ဇက်ပေါ်မှာတင်ပြီးလိမ့်လိုက်ရင်လေနေကြစင်းတွေအများကြီးထွက်လာပါတယ်နေကြစင်းတွေကိုတဘာဝအရတာအတိုင်းစိုင်းနဲ့တက်ကြသူတွေလည်းရှိတယ်လို့အရတာမျိုးစုံထည့်ပြီးလဲဈေးကွက်မှာအပြိုင်ဆိုင်ရောက်ချကြပါတယ်အရတာထည့်ပြီးမွေးတဲ့ဆက်ထဲမှာနေကြစင်းတွေရဲ့အရတာမုံတွေရဲ့ထည့်ပြီးလိမ့်ရတာဖြစ်ပါတယ်ဆက်တွေကိုသုံးပြုပြီးပန်းတွေကိုဖြတ်ပါတယ်ပြီးရင်အစင်းတွေကိုချောက်ခံပါတယ် ိုးစားခွဲကြပါတယ်နေကြသေးဖြစ်ထုံမဲ့ဟာလဲရှိသလိုတကြောကုန်စီထုတ်ဖို့အသုံးပြုပါတယ်နောက်တော့ဆက်ရုပ်တွေမှာ package မျိုးမျိုးနဲ့ထုတ်ပို့ပြီးရောင်းချပါတော့တယ်